လုံးသွေးကြောခြင်းယောဂါကပြောက်ကင်အောင်ဟူတာလို့ရသလားဆိုတဲ့မေးခွန်းပေါ့နော်။အဲ့တော့ဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ဒီမှာကျွန်တော်ရှင်းပြပါမယ်။ကျွန်တော်တို့ဒီမှာနှလုံးကိုထောက်ပံ့တာတဲ့သွေးကြောလေးတွေရှိတယ်။ ဲ့ဒါကိုကျွန်တော် coronary artery လို့ခေါ်တယ်ပေါ့နော်ကျွန်တော်ပုံမှန်ပြလာတဲ့သွေးကြောလေးတွေပါဒီသွေးကြောလေးတွေကအကြောင်းရင်းတစ်ခုခုကြောင့်ကျင်းသွားတာဒါမှမဟုတ်ကျွန်တော်သွေးကြောနေရည်တွေထူလာတာနောက်သွေးကြောနေရည်မှာသွားပြီးတော့ cholesterol လို့ခေါ်တဲ့ acidity တွေစုပြုံလာတာပေါ့နော်သွေးခဲလေးတွေသာပြီးတော့စုပြုံလာတာမျိုးတွေဒီလိုအခြေအနေမျိုးတွေကြောင့်သွေးကြောကျင်းသွားတဲ့အခါမှာနှလုံးဆီကိုသွားနေတဲ့သွေးတွေ နည်းသွားတဲ့အခြေအနေကိုကျွန်တော်ကနှလုံးသွေးရောကျင်းတယ်လို့သတ်မှတ်တယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးဆိုရင်လူနာကအသက်ရှူကြက်တာမောတာရင်မအောက်တာပေါ့နော်အထူးသဖြင့်တော့အန်ချိုင်တာလို့ခေါ်တဲ့နှလုံးသွေးငှက်တဲ့အခါမှာရင်မအောက်တဲ့တက်နာမျိုးတွေခံစားရလေးရှိတယ် အဲ့တော့ဒီလိုအခြေအနေမျိုးကိုကျွန်တော်တို့ကလုံးဝပကတိပြောက်တင်အောင်ကုသလို့ရသလားလို့မေးတော့လေလုံးဝပြောက်အောင်ကုလို့မရပါဘူးဒါပေမဲ့ကျွန်တော်ဒီဟာကိုပို့ပြီးမဆိုးလအောင်ထိန်းလို့ရတယ်အရန်ကျင်းနေတယ်ဆိုရင်ဒီတွေးကြောကိုပြန်ပြီးတော့ကျဲအောင်ဆိုပြီးတော့ခွဲစိတ်တာမျိုးတွေစတန်ထဲတာမျိုးတွေဒါမျိုးတွေကျွန်တော်တို့ကလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်မှာနှလုံးသွင်းရောမကျင်းအောင်နေဖို့အရေးကြီးတယ်အဲ့တော့နှလုံးနဲ့ပတ်သက်ပြီးတော့နှလုံးသွေးကြောကျင်းတဲ့လူတွေက နှလုံးကိုအကျိုးရှိစေတဲ့အာဟာရမျိုးကိုကျွန်တော်တို့ကရွေးချယ်စားသောက်တတ်ဖို့လိုတယ်။အထူးသဖြင့်တော့အရန်အငံများတာတွေအချိုများတာတွေအစီများတာတွေဒီသုံးမျိုးကိုဦးစားပေးပြီးတော့ရှောင်သေးရှင်ပါတယ်။ဟင်းနှင်းရွက်တွေစားပါအတီးနှံတွေစားပါအစီနဲတဲ့အသားတွေစားလို့ရတယ်။ကျွန်တော်နှလုံးသွေးကြောအတွက်ကိုကျန်းမာရေးအတွက်အကျိုးပြုစေမယ်။ အစီအိုမီဂါ3လိုမျိုးအာဂျီတီမျိုးတန်လင်းတီလိုအားမျိုးဖောဘက်တီလိုအားမျိုးဒီလိုအခြေအနေမျိုးတွေကနှလုံးတော့ကိုအများကြီးအထောက်အပံ့ဖြစ်စေပါတယ်ကိုကဆေးလေးတောက်နေရဆိုရင်ချက်ချင်းရက်ဖို့လိုတယ်အဲ့တော့လေးချင်းကလေးပုံမှန်လုပ်ဖို့လိုတယ်သို့တော့ကိုကလက်တော်ရင်မအောင်နေတဲ့နှလုံးသွေးကြောခြင်းနဲ့လက္ခဏာခံစားနေရတယ်ဆိုရင်တော့လေလုံးဝမလှုပ်ပဲနေနေနေဖို့လိုပါတယ်ဆရာဝန်နဲ့တရားပြသပြီးကုသတိုင်ပြီးမှကျွန်တော်ရင်မအောင်တဲ့လက္ခဏာတွေလုံးဝပျောက်သွားမှာပဲ ိုယ်လက်လှုပ်ရှားလေးခြင်းကလေးလို့ကိုအကြံပြုချင်ပါတယ်အဲ့တော့နှလုံးသွေးကြောခြင်းတဲ့သူတွေကိုကျွန်တော်မှာတင်တာကတော့နှလုံးသွေးကြောခြင်းရောပါကျွန်တော်အကင်းပြောင်းကုလို့မရပါဘူးအစရဲကျွန်တော်မဖြစ်အောင်နေဖို့လိုတယ်ဖြစ်လာပြီဆိုရင်လည်းကျွန်တော်ရဲ့ lifestyle ကိုလုံးဝပြောင်းလဲဖို့လိုပါတယ်အကျိုးရှိလိမ့်မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်